ဘယ်တော့မှမခွဲရတော့ဘူးတဲ့ဒါပဲမေကျောင်းပည့်ရဖြစ်တာမို့ကျောင်းသားအများစုကအင်ကိုပြန်နေခဲ့ကြပါတယ်။ဒီမှလည်းအင်ပြန်မှုအတွက်ပြင်ဆင်နေခဲ့ပြီမေအတန်းကြီးကတငယ်ချင်းစုံတွေကအင်ပြန်မှုရည်ရွယ်ချက်မရှိသလိုဖုံးကူစာတဲကြီးမဲကြီးပုတ်နေခဲ့ပါတယ်။ဟဲ့ဒါဟုတ်ကြည့်လိုက်အောင်ဒါငါပြောမှုတဲ့အချစ်ပိုးကောင်လေဒီကောင်ကိုမျှဝေရင် ချစ်သူနှစ်ဦးကအမြဲချစ်နေမယ်လို့ပြောကြတယ်။ဒီကောင်လေးကမျက်မျက်မတွေ့တာမို့ဖမ်းဖို့လည်းခက်သေးတဲ့။ဒီကောင်လေးယူနေဆိုရင်အမြဲတမ်းအချစ်ခံနေရမှာ။ဟာအံဝန်းစရာပဲ။ဒါပေမဲ့ဒါကပုံစံတစ်ခုပဲမလား။ဒီဟာပိုးကောင်တစ်ကောင်ဆိုတော့အရသာကတော့ကောင်းမှာမဟုတ်ဘူးဆိုပေမဲ့ငါ try ကြည့်ရမလား။ငါဘာလဲဟာ။ဒါကပိုးကောင်ကြီးဘယ်လို့စားမှာလဲ။တိကျလေးကြည့်ပါအောင်။နင်တို့ကယုံလို့လား။ နွေရအချစ်ဆိုတာဘာလဲမသိပါဘူးဟာတကယ်လို့နင်သားတယောက်ယောက်ကိုတကယ်ချစ်မိသွားရင်အဲ့ဒီကိစ္စတွေစုတ်ကိုင်းနေမိမှာမဟုတ်ဘူးလားမင်းတို့ဟုတ်တယ်ဟုတ်တယ်အေးနင်ကြိုက်တာအကောင်တော့ငါကြိုက်တယ်နင်သားဒီပိုးကောင်စားမယ်ဆိုရင်ငါလည်းစားနိုင်တယ်အမလီဟဲ့နင်တို့ကြားမှာငါအရှုပ်ထုတ်ကြီးပါနင်တို့ရေတကယ်ယူးနေကြပြီသိလားကျမကတော့အဲ့ဒါကအသေးပဲမရှိဘူးလို့ထင်နေတာပါ ကျွန်မဘလို့ပဲပြောပြောယူသွတ်တဲ့ဇုံတွေကတော့ပိုးကောင်ကိုစားခဲ့လိုက်ပါတယ်။ရဲ့မြင့်ငယ်ချာမှာတော့မင်းသူနဲ့ဖြူစင်တို့နှစ်ယောက်ကိုမျက်နှာမတမယာနဲ့တွေ့လိုက်ရပါတယ်။သူတို့ရဲ့မျက်နှာလည်းပင်နဲ့လက်တွေမှာအနီရောင်အမှတ်အသားတွေနဲ့ကျင်နေခဲ့ပါတယ်။ဟဲ့ဖြူစင်နင်တို့ဟိုမှာစားလိုက်လို့လား။မင်းတို့မျက်နှာရပါဖြစ်တာလေ။ပိုးကောင်ကြောက်လား။အေးမဟုတ်ပါဘူး။အဲ့အဆင်ပြေတယ်။ငါဒီရက်ဒီနည်းနည်းအ ပြင်မကောင်းလို့နေမှာဟဲ့ငါတော့ထူးထူးဆန်းဆန်းအသားတွေအရမ်းရနေရတိလားဟင်အဲ့ဒါဘာဖြစ်တာလဲမသိပါဘူးဟာစူဇန်တိလားငါထင်တာကလေအဲ့ဒါကတက်ရောက်မှုတစ်ခုလို့ထင်တယ်အခုဆိုရင်ငါတို့နဲ့အတူတူနေနေရပြီလေငါတို့နဲ့အတူတူခံစားနေရတာရက်အနေငယ်အကြာမှာတော့မင်းသူနဲ့ဖြူစင်တို့ကြောင်းတွေပြက်လာခဲ့ကြပါတယ်ပထမတော့သူတို့နေမကောင်းလို့ဖြစ်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့ ရက်အနည်းငယ်ကြာလာတဲ့အခါမှာတော့ကျမလည်းစိတ်ပူလာခဲ့ပါတယ်။ဟဲ့မင်းသူနဲ့သူစင်တို့ဘာလို့ကြောက်မလာလဲနင်းသိလား။ငါလည်းမသိပါဘူးဟာသူတို့ကိုဖုံးခေါ်ရလဲမကင်။စာပို့တော့လည်းပြန်မပို့ဘူး။ငါမိဘတွေပြောတာဒီပိတ်ရမှာသူတို့အိမ်ပြန်လာတာလည်းမတွေ့ဘူးတဲ့။သူတို့အိမ်မပြန်ကြဘူးဆိုတဲ့သတင်းကိုကြားတဲ့အခါကျမလည်းစိတ်ပူသွားခဲ့ပါတယ်။စာတွေပို့ထားတာလည်းမရှိတာမို့ တခုခုလားဆိုတဲ့အတွေးကဝင်သွားပြီးနောက်ဆုံးမှာတော့ကျမလည်းသူတို့နေထိုင်တဲ့မြေရောက်ခန်းအင်းလေးစီလိုက်သွားခဲ့လိုက်ပါတယ်။အိမ်ကကားဝါကိုရောက်ချိန်တည်းကထူးထူးဆန်းဆန်းပိုးကောင်လေးအများကြီးကိုတွေ့လိုက်ရပါတယ်။သူတို့တွေကဒီပိုးကောင်မျိုးတော်တော်ကြီးသဘောကျနေကြတယ်လို့ကျမကတွေးလိုက်မိတာပါ။အင်းဟာဘာလဲဟာအိမ်ကကားကဘာလို့ပွင့်နေလဲ။ဖြူစီဖြူစီနေအိမ်ထဲမှာလား ကျွန်မခေါ်ပြီမဲ့ဘာတုံးပြန်မှုမှမရှိခဲ့ပါဘူး။အိမ်ထဲကိုဝင်သွားကြည့်လိုက်တော့တဲ့အိမ်လုံးကပိုးကောင်တွေပြည့်နေပြီးအနံ့အသက်ဆိုးတွေလည်းရနေခဲ့ပါတယ်။ပိုးကောင်တွေရဲ့အနံ့အသက်တွေသူတို့ရဲ့အတန်တွေကတဲ့အိမ်လုံးမှာလွှမ်းလို့ပြည့်နေခဲ့ပါတယ်။ဖြူစီရေးဖြူစင်မင်းတို့ရောရှိလား။ကျမလည်းအိမ်ထဲထိဝင်ပြီးဖြူစင်ကိုခေါ်ခဲ့ပေမဲ့ပြန်ဖြေမဲ့သူမရှိခဲ့ပါဘူး။ဒါပေမဲ့ ကျွန်တော်ဝင်သွားခဲ့ရင်ကအထဲမှာထိုင်လန့်ပွဲဟာအခြေအနေတစ်ခုကိုကြုံတွေ့လိုက်ရပါတယ်။ဟမ်ကျွန်မတေချာကြည့်လိုက်တဲ့အခါမှာတော့လူဆိုင်လောက်ရှိရဲ့ပိုးကောင်ကြီးနှစ်ကောင်ဖြစ်နေခဲ့တာပါ။သူတို့ရဲ့ကိုယ်တွေကလည်းတစ်ကောင်နဲ့တစ်ကောင်ချိတ်ဆက်ထားကြပြီးအတူတကွရှိနေခဲ့ကြပါတယ်။သူတို့တွေကအချစ်ပိုးကောင်တွေဆိုတာကိုကြည့်လိုက်ကြနေသိကြသေးပါတယ်။ တို့ရဲ့မျက်လုံးတွေကတော့ရီဝင်နေခဲ့ပြီမဲ့အားလုံးကတို့ရဲ့မျက်လုံးတွေကတော့ရီဝင်နေခဲ့ပြီမဲ့အားလုံးကပုံတန်တူဖြစ်လုံနေခဲ့ပါတယ်။ပိုးကောင်လေးစီကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အစစံကြီးငါတို့အခုဆိုရင်အငြင်းအတူတူရှိနေရပြီလေငါတို့ဘယ်တော့မှမခွဲရတော့ဘူး။ ဇလန်းလေးကိုဒီလောက်နဲ့ပဲရက်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖို့ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါဦးမယ်နော်။အားပေးချီးကျူးခဲ့ကြလို့ယေရှုထုပင်ချီးရှိပါရယ်ရှင်။